Fabrizio Romano ရဲ့ Hot တင်းလေးဖို့ Welcome to my party we're just getting started a life is a dream or a nightmare scarred မင်္ဂလာပါကိုခင်းစတဖုတ်ဘောရှူအနီချိုးသွားရကျွန်တော်ကိုခင်းပါမနေ့ကတင်ခဲ့တဲ့ Romano ရဲ့တင်းနေတယ်မှာပြိသက်စိတ်ဝင်စားမှုမြင့်ခဲ့တဲ့တင်း၄ဘုံနဲ့ပတ်သက်ပြီးတော့ပြန်လည်သုံးသပ်ဆွေးနွေးမှုလုပ်သွားကြမှာ၄ပထမဆုံးတင်းကတော့ FIFA Club World Cup မတိုင်ခင်ပေါ့နော် register လုပ်ဖို့အမိခုံနိုင်ခဲ့တဲ့ Man City ကစားသမား ၄ယောက်နဲ့ပတ်သက်ပြီးတုံးသက်ဆွေးနွေးမှုလုပ်သားကြပါတယ်။ဘယ်ကစားသမားတွေလဲဆိုတော့ Chelsea က Bandinelli ပြောင်းရွှေ့ခြင်းကိုတော့ဖော်ပြထားခြင်းမရှိပါဘူး။ကျွန်တော်ထင်တာကတော့အလွတ်ပါပဲ။နောက်တစ်ယောက်ကတော့ Lion အသင်းက Ryan Sharkey Euro 36.53ညတန်းမှာ Wolverhampton အသင်းက Ignori ကို Euro 36.83ညတန်းနဲ့ AC Milan က Rinas ကိုတော့ Euro 55ညတန်းနဲ့ခုံနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဆိုတော့ဒီကစားသမား၃ယောက်လုံးဒီ FIFA Club World Cup အမိခေါ်ယူခဲ့တဲ့အတွက်ကြောင့် register လုပ်ခွင့်ရပါတယ်။ကစားသမား၃ယောက်လုံးရဲ့ခြေသွမ်းကိုတော့ FIFA Club World Cup မှာမီးစမ်းခွင့်ရရှိတော့မှာလည်းဖြစ်ပါတယ်။ဆိုတော့ Man City အနေနဲ့ကစားသမား၃ယောက်ကိုလင်းလင်းမြန်မြန်ခေါ်ယူခဲ့တယ်ဆိုပေမဲ့ကျွန်တော်ကဒီလောက်နဲ့ရက်တန့်သွားမယ်လို့မထင်ဘူး။သူတို့အနေနဲ့နောက်ထပ်ကစားသမားတွေကိုဆက်လက်ခေါ်ယူအောင်မှာဖြစ်တယ်လို့ကစားသမားရောင်းချမှုတွေလည်းဆက်လက်ရှိနေအောင်မယ်လို့ကျွန်တော်ယူဆတယ်။ ဒီကစားသမား၃ယောက်ထဲမှာ Rhinos တယောက်ကတော့အတွေ့အကြုံပိုင်းရော scale ပိုင်းရောပြိသက်ကြိုက်တဲ့ကစားသမားဖြစ်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ Ignori ဆိုရင်လည်း Premier League မှာတက်တည်ပြထားပြီးသားကစားသမားတယောက် Ryan Sharkey ကတော့ပြင်သစ်ရဲ့နောက်ပေါက်ခြားတိတ်တွေထဲမှာမျောလင်းလို့အကောင်းဆုံး player တယောက်ဖြစ်ပါတယ်ဆိုတော့ဒီပြောင်းရွှေ့၃ခုနဲ့ပတ်သက်ပြီးတော့ Man City ပြိသက်တွေရောတခြားပြိသက်တွေရောဘယ်လောက်ထိ rating ပေးခြင်းလဲပေးသွားလို့ရပါတယ် โอเคနောက်ထပ်ဆွေးနွေးချင်တာကတော့ Kevin De Bruyne နဲ့ပတ်သက်တဲ့အပြောင်းအရွှေ့သတင်းဖြစ်ပါတယ်။မနေ့ကတည်းကကျွန်တော်ညီကိုကြီးလည်းတည်ပြီးသားဖြစ်မယ်လို့ထင်တယ်။ Kevin De Bruyne ကမိုးပြရအောင်အသင်းစီကစွန့်ခွာပြီးတော့မိုးပြရအောင်အသင်းကိုပဲပြောင်းရွှေ့သွားတယ်။ Manchester မြေကနေ Naples မြို့ရောက်သွားတာပေါ့ဗျာ။ဆိုတော့အသက်30ကျော်အရွယ်ရှိပြီဖြစ်တဲ့ဒီကစားသမားအနေနဲ့ငွေရှာခြင်းရှာလို့ရတယ်။သူ့အနေထားကြီးနဲ့ဗျာ။ တခစ်တခါတခစ်တခါလို့ပဲသုံးလိုက်ပါမယ်နော်တိတ်တော့မကြသေးဘူးဆိုရင်တခစ်တခါပဲထားပါတော့ဒါလီယိုမက်ဆီတို့ခရစ်စတီယာနိုတို့ခေတ်ကောင်းတဲ့အချိန်ကာလမှာကလေးကထွန်းတောက်ခဲ့တဲ့ကီဗီနီဘရိုင်းနာဒီကမ္ဘာအဆင့်ခြေသွမ်းရှိတဲ့ကွင်းလယ်တိုက်စစ်ကစားသမားတစ်ယောက်ဖြစ်ခဲ့တယ်။သူ့ရဲ့ပတ်စင်တွေကအမှုပညာဆန်လွန်းလာတယ်။မက်ဆီဒီကနေသူ့ကောင်းပြုတ်တဲ့ပလေယာတစ်ယောက် legend ပလေယာတစ်ယောက်ဖြစ်ပါတယ်။ဒီလိုပလေယာတစ်ယောက်ကဗျာ sorry pro league မှာသွားပြီးတတရာ ကစားနေလို့ရပါတယ်။သို့ပေမဲ့ သူကအသက်ရွယ်တခုကြံနေသေးတယ်ကိုကိုယုံကြည်နေသေးတဲ့အတွက်ဒါအီတလီစီးရီးဘောလုံးလောကမှာဆက်လက်ကျင်လည်ပြီးတော့ဥရောပချန်ပီယံလိမှာတိုက်ပွဲဝင်အောင်မယ်ပုံတံတန်ပါပဲအဲ့တော့ကီဗင်ဒီဘရိုင်းနာဒီဘောလုံးကိုဘယ်လောက်ထိချစ်မြတ်လို့သလဲဆိုရင်ငွေချေးထက်ဘောလုံးကိုရွေးချယ်ခဲ့တယ်လို့ပဲပြောရမှာပေါ့ဘာကြောင့်လဲဆိုတော့မက်ဆီဒီသင်းမှာရနေတဲ့လောက်ခပမာဏထက် အများကြီးညော့နေတဲ့ပမာဏတည့်ရနေ နာပိုလီအသင်းကိုရွေးချယ်ခဲ့တဲ့အတွက်ကြောင့်ဖြစ်ပါတယ်ဒီတစ်ကြောင်တစ်ခါလီကြာရင်ငွေချေးထက်အရေးပါတဲ့အရာတွေရှိတယ်ဆိုတာကျွန်တော်နားလေလက်ခံရပါလိမ့်မယ်ဘလောက်ထိတောင်နည်းလို့တော့ကီဗင်ဒီဘရိုင်းနာမန်စီးတီးမှာတပတ်လောက်ခယူရို၄သိန်းရပါတယ်ဒါကနောက်ဆုံးစာချုပ်ချုပ်ထားတဲ့အချိန်မန်စီးတီးမှာရရှိခဲ့တဲ့အမောင့်ပမာဏပါသို့တော့နာပိုလီတင်းကိုရောက်တဲ့အချိန်မှာတော့ 100ဒီယိုယူရို9.5ဒသမ5ဒသမရပါတော့မယ်။တပတ်လောက်ခဆိုရင်ယူရို3သိန်းစွန်းစွန်းဝင်းကျင်ပဲရရှိတော့မှာဖြစ်ပါတယ်။ဒီတို့ကြောင့်မန်စီးတီးကလောက်ခပမာဏနဲ့နှိုင်းရှင်မယ်ဆိုရင်3ပုံလောက်ယောင်းနေသွားတဲ့သဘောမျိုးပါ။ဒါပေမဲ့နာပိုလီတင်းကတော့ဆိုင်းကင်းကိုဘောနပ်စ်ထည့်သွင်းပေးခဲ့ပါတယ်။ဆိုင်းကင်းကိုဘောနပ်စ်ကတော့ KVD Brainer အနေနဲ့ယူရို10သန်းရရှိမှာလည်းဖြစ်ပါတယ်ခင်ဗျ။ဒီတို့ကြောင့် KVD Brainer ရဲ့ ဘလုံးပေါ်မှာချစ်မြတ်နိုးတဲ့စိတ်အောင်မြင်မှုကိုစာလောင်နေတဲ့စိတ်ကိုတော့ကျွန်တော်တို့မချီးကျူးပဲနေလို့မရပါဘူးခင်ဗျာဟုတ်ကဲ့တလက်ဆာရမီဆက်ပေးကြတယ်ကျွန်တော်အခုဗီဒီယိုလေးကိုကူညီပံ့ပိုးထားတဲ့ Vogue မှာ Vogue မှာ One Spell လေးကစားလို့ရပါတယ် Promo Code ဖြစ်တဲ့ FPG အကြီးဆုံးလုံး9လုံးကိုရိုက်ထည့်ပြီးတော့ကစားပေးပါဒီထက်ပိုပြီးတော့အသေးသေးသိချင်တယ်ဆိုရင်တော့ဘာနမက်6လုံး9လုံး5လုံးမှာဆက်သွယ်ဆောင်ဆန်းမေးမြန်းနိုင်ပါတယ် Okay အဲ့တော့ကျွန်တော်နောက်ထပ် Hot တဲ့တပုတ်ကိုဆက်လက်ဆွေးနွေးအောင်ခင်ဗျာဒါကတော့ Spain ရဲ့ online radio ဖြစ်တဲ့ Coop ကနေ ဖော်ပြထားတဲ့ဇာဗီအလွန်ဆိုဖြစ်ချင်သော Real Madrid ပွဲထွက်ကစားသမား17ယောက်စည်ရင်းပေါ့နော်ကောလာဟာလာလည်းဖြစ်ရင်ဖြစ်မယ်ဒါမဲ့လည်း Romano ပြန်လဲဖော်ပြထားတဲ့နေရာမှာ like ပေးတဲ့သူတွေအတော်လေးများခဲ့ပါတယ်ဒီတော့ကြောင့်ဒီပွဲထွက်ကစားသမား17ယောက်နဲ့ပတ်သက်ပြီးအနေငယ်ပြန်လဲဆွေးနွေးကြည့်အောင်ဂိုးသမားနေရာမှာတီပေါ့ Cortis ကိုထည့်သွင်းထားပြီးတော့ right back တနေရာမှာ Trent စီဘီနေရာမှာ Militao ကို ရူဒီကာဒါမိုရဲ့ဒင်းယူဆန်ကျွန်တော်တစ်ဖက်မှာကာရီယက်ပေါ့နော်အဲ့တော့လက်ရှိအချိန်ထိဇာဗီအလွန်ဆိုခေါ်ထားတဲ့ကစားသမားတွေထဲမှာကာရီယက်ကတော့ရောက်ရှိလာခြင်းမရှိသေးဘူးအနာဂတ်အတွက်ကြိုတင်ပြီးတော့ခမန်းထားတဲ့ပုံသဏ္ဍာန်မျိုးပဲပေါ့နော်ယူဆန်ကိုပရခွင့်တနေရာအတွက်တေချာပေါက်ပေးမှဖြစ်ပြီးမီလီတာအောင်နဲ့ရူဒီကာကိုတယောက်တစ်လဲစီတုံးသွားမယ်ဆိုတဲ့ပုံသဏ္ဍာန်မျိုးဖြစ်ပါတယ်ကွင်းလက်အထိုင်မှာတော့ချူအမန်နီ Vivardi ဖြစ်ပြီးကျွန်တော် AM နှစ်ယောက်ပုံစံအဖြစ်အစ်စ်ခေါ်ထားတဲ့ Mustang Tuono နဲ့ Bellingham ကိုအသုံးပြုသွားမှာဖြစ်ပြီးရှေ့တန်းနှစ်ယောက်နေရာမှာတော့ Kylian Mbappe နဲ့ Vinicius Junior ကိုအသုံးပြုနိုင်တယ်ဆိုပြီးတော့ Coupe ကပေါ်ပြခဲ့တာပါအဲ့တော့ဒီပွဲထွက် line နဲ့စီးရင်တိုင်းဇာဘီအလွန်ဆိုအသုံးပြုနိုင်ဤအသုံးမပြုနိုင်ဤမသေးချဘူးဆိုပေမဲ့လည်းဒီကစားသမားတွေပဲရှိတဲ့အတွက်ကြောင့်ဒီကစားသမားတွေပဲပွဲတော်ခွင့်ရဖို့များပါတယ်ဒါမဲ့လည်းဇာဘီအလွန်ဆိုစိတ်ကြိုက် စားပုံပြူအားအခင်းချင်းကဘယ်သူ့ဘယ်ပုံအတိအကျဖြစ်မယ်ဆိုတာကတော့ဘယ်သူမှမခံမနိုင်ပါဘူးသူကိုယ်တိုင်ကစမ်းသုံးပြူရင်ပြူရင်နဲ့သူကြိုက်တဲ့ပုံတံအသွင်သစ်ထပ်ပေါ်လာနိုင်တယ်လို့သူကြိုက်တဲ့ကစားသမားတစ်တွေလည်းပေါ်လာနိုင်ပါတယ်အဲ Real Madrid ပြည်သက်တွေရှိရင်လည်း Zabilon so လက်အောက်မှာသုံးစီခြင်းနဲ့ကစားသမားအခင်းချင်းပြူအားပိုင်းအခင်းချင်းကိုဝင်ရောက်ဆွေးနွေးသွားဖို့အတွက်တလက်စားတယ်ဖိတ်ခေါ်ပါတယ်အဲ့တော့နောက်ဆုံးဆွေးနွေးခြင်းနဲ့တင်ရတော့ဒါကျွန်တော် Chelsea နဲ့ပတ်သက်တဲ့တင်ပေါ့နော် FIFA Club World Cup မှာတော်ရောက်ရှင်ပြိုင်မဲ့ squad တွေကနေဟိုနှုတ်ထွက်ခဲ့တဲ့ကစားသမားတွေရှိတယ်ဗျာဒီထဲမှာနောက်ဆုံးပါဝင်လာတဲ့ကစားသမားကတော့ပြီးခဲ့တဲ့ဘောလုံးရာသီကလိုဂျင်တပဆိုပြီးတော့အသေးအံခေါ်ခဲ့တဲ့ Jovflix ဖြစ်ပါတယ်ဂျန်နက်ပလေယာရဲ့လည်းမပါဝင်ခဲ့တဲ့သူတွေရှိတယ် Ryan Starlin တို့ Azeldisa C တို့မပါပါဘူးတို့ပေမဲ့ Jovflix ကြတော့မေကွန်းတွေပြန်ပြီးတော့ ျွန်တော်ထုတ်စရာတွေအများကြီးရှိတယ်။မင်းတို့တော့သူဘာဖြစ်လို့ပြီးခဲ့တဲ့ရာသီကစောက်ရှာရှည်ပြီးခေါ်ခဲ့တယ်လဲကွာလို့ပဲကျွန်တော်ပြောချင်တယ်။ဘာကြောင့်လဲဆိုတော့လေတကယ်တမ်းပေါက်နိုင်တဲ့ကစားသမားတစ်ယောက်ကိုမျက်နှာလဲဂဲပစ်လုပ်ပြီးတော့အတလက်တီကိုမက်ဒရစ်နဲ့ဆက်ဆံရေးတွေပြက်ပြားတဲ့အခြေအနေတိရောက်အောင်ချဲစီသင်းကလှုပ်ခဲ့တာပါ။မှတ်မိတဲ့ညီကိုတွေမှတ်မိအောင်မယ်။ကျွန်တော်တို့ချဲစီသင်းရဲ့ဆစ်စစ်တဲ့နေရာကိုရောက်ရှိလာတာကအခုပေါ်တိုအသင်းမှာဂိုးတွေအများကြီးတွင်ထားတဲ့ဆမူအိုမိုရိုဒီယွန် အိုမရင်ဒီယွန်ကိုခေါ်မဲ့ဘာညာလုတ်ပြီးကမှစိတ်ပြောင်းသွားပြီးတော့ဂျော့ဖလစ်ကိုကောက်ခေါ်လိုက်တဲ့လုတ်ရက်ဒီအခုချိန်ထိကျွန်တော်တနှုတ်နှုတ်နဲ့ခံစားနေရတော့မယ်ငါတို့ဒါစမူအိုမရင်ဒီယိုကိုခေါ်လိုက်မယ်ဆိုရင်ဒီနေ့ဘောလုံးရသည်တိုက်စစ်မှုကောင်တယောက်ရမှာတော့တေးကြရဲဆိုတဲ့အတွေးမျိုးရှိပါတယ်ဒီလိုပြောလို့ဂျော့ဖလစ်ကိုမကြိုက်ဘူးပြောတာမဟုတ်ဘူးကိုယ်ကြိုက်တဲ့ကိုသူ့ကြိုက်တဲ့သူပဲဂျော့ဖလစ်ရဲ့ talent ကအမြင့်ကြီးပါခရစ်စတီယာနိုနောက်ပိုင်းအကောင်းဆုံးမျိုးဆက်တစ်ခုဖြစ် ပေါ်ထွက်လာခဲ့ပေမဲ့လည်း Premier League မှာတော့ Jovlist တီအဆင်မပြေနိုင်ဘူးလို့တော့ကျွန်တော်ထင်တယ်။ဘာကြောင့်လဲဆိုတော့ဒဂိုရီကျွမ်းကျင်မှုပြဖို့အာတီတာပြင်းပြနေတဲ့ကစားသမားတယောက်စီကအများကြီးမျောလင်းလို့မရပါဘူး။ဒီတကြောင် Jovlist ကိုရှေ့လျှောက် Chelsea အနေနဲ့ဘာလို့မှလည်းအသင်းမှာဆက်ထိန်းထားဖို့အတွက် အခြေအနေတွေကိုဘလို့ဖန်တီးမှလည်းထောက်ရောင်းရင်ရောငွေကြေးဆုံးရှုံးမှုဘယ်လောက်ထိရှိနိုင်သလဲ။စသဖြင့်ကျွန်တော်တို့လေ့လာစောင့်ကြည့်ရမှာဖြစ်ပါကြောင်းတုံးသက်ဆွေးနွေးနေပဲ။ ဖေဘရူရီမန်နိုရဲ့ဟစ်ဖြစ်ခဲ့တဲ့အပြောင်းရွှေ့သတင်းကဏ္ဍကနေအားလုံးကိုနှုတ်ဆက်လိုက်ပါရခင်ဗျာကျေးဇူးများကြီးတင်ပါတယ်